ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ကငွေလင်းလုပ်ငန်းတွေမှာအလုပ်လုပ်နေတဲ့နိုင်ငံပေါင်း30ကနိုင်ငံခြားသားအယောက်8500ကျော်ကို February 14ရက်နေ့ကနေ March 12ရက်နေ့အတွင်းရှားဖွေထိမ့်သိမ်းထားပြီးအဲ့ဒီထက်က2900ကျော်ကိုသက်ဆိုင်ရာနိုင်ငံတွေစီပြန်ပို့ပြီးပြီလို့ကရင်နယ်ခြားဆောင်တပ် BGF ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စော်က March 12ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်ကျွန်တော်တို့8523ဦးကျွန်တော်တို့ဟိုဟာကျွန်တော်တို့ရှားဖွေဖမ်းဆီးလိုက်ခဲ့တယ် အဲ့ကနေပြီးတော့မှကျွန်တော်တို့ကကျွန်တော်တို့အင်ဒီဂျင်ထိုင်းနိုင်ငံနဲ့တစင်ကျွန်တော်တို့တက်ဆိုင်ရာနိုင်ငံတွေကိုကျွန်တော်တို့2863ဦးကျွန်တော်တို့ပြန်လည်လွှဲပြောင်းပြီးဖြစ်ပါတယ်။တရင်းသာရှင်းလင်းပွဲကိုရွှေကုတ်ကမြို့တက်က BGA တက်နယ်3ခန်းမှမှကျင်းပခဲ့တာပါ။တရုတ်အိန္ဒိယ BNM အင်ဒိုနီးရှားအစ်ဒီရိုဗီယာပါကစ္စတန်မလေးရှားတောင်အာဖရိကနီပေါ်ကမ်ဘောဒီးယားယူဂန်ဒါနိုင်ဂျီးရီးယားထိုင်ဝမ်စတဲ့နိုင်ငံပေါင်း30ကနိုင်ငံသားတွေကို BGA ကထိမ့်သိမ်းထားပါဗျ။ ထိုင်းနိုင်ငံကတဆင့်ပြန်ပို့လိုက်တဲ့2900ယောက်ကတော့တရုတ်အင်ဒိုနီးရှားအိန္ဒိယနဲ့မလေးရှားနိုင်ငံသားတွေဖြစ်ပါတယ်ဒီလိုဖမ်းဆီးထိန်းသိမ်းထားတဲ့အထက်မှာတရုတ်ငွေလိမ်လုပ်ငန်းတွေကတထဲတွေကူစားဥဆောင်လုပ်နေတဲ့အလုပ်သမားခေါင်းဆောင်6အောင်လည်းပါဝင်ပါတယ်အဓိကလူကတော့ကျွန်တော်တို့ထိန်းသိမ်းထားတာလောဆယ်6ဦးရှိပါလားအဲတထဲတွေကြတော့သူတို့ကရှင်းရှင်းပြောသူတို့ဘယ်မှာနေတယ် ဘာလုပ်နေလဲဆိုတာမသိသူတို့ရဲ့ကျွန်တော်တို့ကိုယ်စလဲတွေအဓိကတော့ဟိုခေါင်းဆောင်တချို့တွေပေါ့နော်အဲခေါင်းဆောင်တချို့ကလည်းတင်းတင်းထားတဲ့သူတို့ကြောင့်တရားလည်းခုနတခြားပြမှုတွေလည်းအဲနည်းနည်းကျူးလွန်ထားတာရှိတော့ကျွန်တော်တို့အခုအချုပ်ထဲမှာခုနထိန်းထားတယ်ဒါကျွန်တော်တို့ကအရေးကြီးတရားခံပုံစံနဲ့ပြန်လည်လွှဲပြောင်းအောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါလွှဲပြောင်းတဲ့နေ့ကျမှကျွန်တော်ထုတ်ပြန်လို့ရမယ်။ BGF ကပြန်ဖို့အစီအစဉ်နေတဲ့အထက်မှာဂျပန်နိုင်ငံသားတယောက်လည်းပါဝင်ပါတယ်။အဲ့ဒီဂျပန်နိုင်ငံသားကိုပြန်ဖို့ကြန့်ကြာနေတာနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲကိုတက်ရောက်သတင်းယူတဲ့ ဂျပန်သတင်းတောက်တအုပ်ကမေးမြန်းခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စော်က BGF ဘက်ကပြန်ပို့ဖို့အစဉ်သင့်ဖြစ်ပေမဲ့ထိုင်းနဲ့ဂျပန်တန်ယုံဘက်ကစီစဉ်တာကြန့်ကြာနေတာလို့ပြန်ဖြေခဲ့ပါတယ်။ဂျပန်နဲ့ပတ်သက်တာဆိုလို့ကျွန်တော်တို့ကတယောက်ပဲအဲရှိသေးတယ်ပေါ့နော်။အဲပြန်လည်လွှဲပြောင်းလို့ဆိုတဲ့အထံကဏ္ဍမှာလည်းသူတို့ကပို့ပြီးတော့အဓိကကြာတယ်ဗျာ။ကျွန်တော်တို့စီမှာကလက်ရှိရောက်လာဖမ်းရောက်လာလို့ရှိရင်နေရောညရောကျွန်တော်တို့တက်ဆိုင်ရကျွန်တော်နိုင်ငံကတာဝန်ရှိသူတွေကအချိန်နဲ့တပြေးညီစစ်ဆေးတယ်။ စစ်ဆေးပြီးတော့ကပြည်နှင်ဖို့အကုန်လုံးအစဉ်နဲ့ဖြစ်နေတာရှိတယ်။ကြံ့ကြံ့မှုကဂျပန်တန်ယုံနဲ့ကျွန်တော်တို့အင်ဂျင်ထိုင်းနိုင်ငံနဲ့ကအဲဒါသူတို့ဆက်လုပ်ရမယ့်အလုပ်တွေပေါ့နော်။သူတို့ခေါ်ရင်းရှင်ကျွန်တော်တို့ကကြိုက်တဲ့ချိန်ကျွန်တော်ပြန်ပို့အစဉ်နဲ့ရှိတယ်ဟုတ်ကဲ့။မြဝတီမြို့နယ်အတွင်းကကာစီနိုလောင်းကစားယုံနဲ့ငွေလိမ်လုပ်ငန်းတွေကနေဖန်စီထိန်းသိမ်းထားတဲ့နိုင်ငံသားတွေကိုတပ်ဆိုင်ရာနိုင်ငံတွေကပြန်ခေါ်ဖို့တွန်းဆုံနေကြတာကြောင့်သူတို့စီမှာတောင်းတနေပြီးနေစဉ်အထွေထွေကုန်ကျစရိတ်တွေရှိနေတယ်လို့ BGF ကပြီးခဲ့တဲ့လကုံလောက်ကပြောထားပါဗျ။ ပြည်ကြီးအထက်ရုပ်နယ်မြေထဲမှာကြားဖြန့်လို့နာမည်ကြီးတဲ့ငွေလိမ်လုပ်ငန်းတွေနဲ့လူကုန်ကူးတာတွေပပျောက်ဖို့တိုက်ဖြတ်နေပေမဲ့ဒီလုပ်ငန်းတွေဆက်လက်လဲပတ်နေသေးပဲလို့တချို့ဒေသခံတွေကပြောကြပါဗျ။ PG ရဲ့ဘက်ကတော့တရားမဝင်ငွေလိမ်လုပ်ငန်းတွေကိုဆက်လက်နှိမ်နှင်းသွားမယ်လို့ပြောထားပြီးမြဝတီဒေသတွင်းမှာငွေလိမ်လုပ်ငန်းတွေနဲ့လူမောင်ကိုလုပ်ငန်းတွေမလုပ်ကြဖို့တတိပေးတယ်လို့လည်းဒီသတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်ခင်ဗျာ။